အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မင်းတိန်ခ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါတင်ဆက်ပေးမှာကတော့တနင်္ဂနွေသားသမီးများအတွက်2026ခုနှစ်အတွက်တစ်နှစ်တာအထူးဩဇာကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဩဇာကြီးကိုနားမစင်မီမှာကျွန်တော်တို့ရဲ့မင်းတိန်ခ channel ကို subscribe မနေရလို့ဆိုရင် subscribe လေးနှိပ်ပြီးအားပေးသွားကြပါအောင်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်အကယ်ကူဆက်လက်ပြီးတော့တနင်္ဂနွေသားသမီးများအတွက်2026ခုနှစ်အတွက်ဩဇာကြီးကိုဆက်လက်ကြည့်ရှုနားစင်အားပေးသွားကြပါအောင်ခင်ဗျာ တနင်္ဂနွေသားမီးများဟာယခုနှစ်2026ခုနှစ်အတွင်းမှာကားပိုင်အိမ်ပိုင်ကိန်းကြုံရပြီဆိုတော့ဟောစံကြီးပဲဖြစ်ပါတယ်ခင်ဗျာဒီနှစ်ထဲမှာမိတ်ဆွေရဲ့ကံဟာထူးထူးခြားခြားကိုပဲကောင်းသောအချိန်ကို ရောက်ရှိလို့လာပါပြီငွေလိုချင်ရင်ငွေဖြစ်ရမယ်ယာဓုလိုချင်ရင်ယာဓုဖြစ်ရမယ်ရန္တာခုနှစ်ပါးရင်လည်းမော်တော်ကားလည်းစီးရမယ်ဆိုတဲ့တခြင်းတိုင်းကြုံရတော့မှာပါနဲတာနဲ့များတာပဲกว่าမယ်ချမ်းသာခြင်းကတော့ တေချာပေါက်တင်းရင်တကားပေါက်ကိုခောက်လာပြီပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒီချိန်မျိုးမှာဒီချိန်မျိုးမှာကြုံလာမဲ့အဖွင့်ရေကောင်းတွေကိုလက်လွတ်မခံစတဲ့ကြိုးပမ်းရပါမယ်။ဒါကြောင့်မို့ဒီချိန်မျိုးမှာကြုံလာမဲ့အခွင့်အရေးတွေကိုလက်လွတ်မခံစတဲ့ကြိုးပမ်းနိုင်ပါစေလို့တင့်ရဲ့မိတ်ဆွေကောင်းတယောက်အနေနဲ့ဝမ်းသာအားရ ဟောကြားပေးလိုက်ပါတယ်။ဝန်ထမ်းတွေယာရုတိုတာလောက်ပိုင်ဝင်ကောင်းနေရတာဟော်ဒီကင်းမျိုးမှာကြုံတက်ရပါတယ်။စုစုပွဲသူရတာတို့နေပန်ကုံစင်းအထူးကြော်ကြားသွားတာတို့အိမ်မပိုင်သေးတဲ့သူတွေအိမ်ပိုင်သွားတာအိမ်ပိုင်မိသားစုတွေလည်းပုံပြီးကောင်းတဲ့အင်ကြီးအင်ကောင်းတဲ့နေရတာကားမပိုင်သေးတဲ့သူတွေကားပိုင်သွားတာကားပိုင်မိသားစုတွေလည်းပုံပြီးကောင်းတဲ့ကားစီးရတာပြည်တွင်းပြည်ပကောင်းတော်ခီးတွေကောရတာဆိုတာမျိုးတွေဟာ ောဒီဂိမ်းမျိုးမှာကြုံရလေးရှိပါတယ်ပြီးတော့အလူပွဲမင်္ဂလာပွဲ ကြီးကြီးမားမားတွေနဲ့လည်းကြုံကြိုက်ရတတ်ပါတယ်ဒီလိုဂိမ်းမျိုးမှာမိမိအိမ်မှာပဲဖြစ်ဖြစ်လူရင်းထဲမှာပဲဖြစ်ဖြစ်အလူပွဲ မင်္ဂလာပွဲနက္ခနာပွဲအဲ့လိုများကြုံလာခဲ့ရင်ကြုံတဲ့နေ့မှာပဲခုနှစ်အစနှစ်အစအထီကို ထိုးပြအောင်ထိုးပေးစေချင်ပါတယ်ခင်ဗျာ ပြီးတော့ကိုရှင်မကတိုင်မှုအမြင်ရတတ်တယ်ဒါမှမဟုတ်ကိုစည်းတဲ့ကားကိုထိမိခိုင်းပြီးဖြစ်တတ်တယ်ကြီးကြီးမားမားတော့မဖြစ်နိုင်ပါဘူးအဲလိုကြုံရင်မဲ့ဖြစ်ဖြစ်ဒါမှမဟုတ်ကိုရှင်မကျက်နှကောင်ခွတ်တာခွေးနှကောင်ကြိုက်တာနွားနှကောင်ဝိတာကိုမြင်ရရင်မဲ့ဖြစ်ဖြစ်နီးရာထီတိုင်းမှာခုနှစ်အစနှစ်အစအထိကို ထိုးဖြစ်အောင် ထိုးပေးစီခြင်းပါတယ်ထီထိုးတဲ့အခါမှာပေါက်တဲ့ငွေတွေကဖုန်ကြီးကြောင့်စာသင်ကြောင့်နဲ့ပတ်သက်တဲ့ ုသိုလ်ကောင်းမှုပြုလုပ်ပါမယ်လို့အတိတ်ထံပြီးထိုးပေးပါလိမ့်ဒီလိုအချိန်မျိုးမှာအထည်ထီဖနက်တပ်ပုံလုပ်ငန်းခရီးစဉ်ပစ္စည်းလုပ်ငန်းနိုင်ငံခြားလုပ်များဓာတ်စီဒီဇယ်စီဓာတ်သတ္ထုတွင်တဲ့ပစ္စည်းများတူဖို့ရောင်းဝယ်ရေးကားလုပ်ငန်းကြောက်လုပ်ငန်းကွန်ပျူတာကင်မရာရောင်းဝယ်ရေးလုပ်ငန်းများကြက်ရောင်းဝယ်ရေးလုပ်ငန်းများငှားလုပ်ငန်းများနှံနွားကျန်ကိုစတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လာရင်ပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါတယ် မိမိအစဉ်ပြေချမ်းသာတဲ့အတွက်ဆွေမျိုးသားချင်းတွေကိုတော့ကောင်းစွာထောက်ပံ့ကူညီနိုင်တဲ့အခြေအနေအထိဖြစ်လာနိုင်ပါတယ်။ငွေကန်ကလည်းကောင်းကြီးရင် ကောင်းနေပါလိမ့်မယ်။ယခု2026ခုနှစ်အတွင်းမှာတော့တနင်္ဂနွေသားသမီးများဟာကံကောင်းဆုံးလူသားများဖြစ်ကြပါတယ်။အဖို့ရံပစ္စည်းတွေလည်းတစ်ခုပြီးတစ်ခုဝင်နေတတ်ပါတယ်အထူးအဖြစ်တော့ဒီနှစ်ထဲမှာအိမ်ကိစ္စကားကိစ္စယာတုကိစ္စအလူမင်္ဂလာကိစ္စနိုင်ငံခြားကိစ္စတွေကို အပြုပြီးစူးစမ်းတင်ပါတယ်လောကကြီးမှာအကောင်းကြီးပဲမရှိနိုင်သလိုအဆိုးကြီးပဲလည်းမကြုံနိုင်ပါဘူးကောင်းတဲ့အခါမှာကောင်းတဲ့အထက်မှာစိတ်ရှုပ်စရာလေးတွေရောလာတတ်တာကတော့သာသမီလောင်ငယ်သာအလုပ်သမားကိစ္စတွေမှာအဆင်မပြေမှုများတတ်ပါတယ်ဆွေမြေ အမွေဖုံးပဲပြောင်းစက်တူလုပ်ငန်းများစာချုပ်စာတမ်းကိစ္စများစည်ရင်းစရာကိစ္စတွေနဲ့ပတ်သက်လို့ကတော့စိတ်ညစ်ရတတ်ပါတယ်အထူးအဖြစ်တော့ဒီနေ့ထဲမှာပေါ်ထူးသားသမီးတနင်္ဂနွေသားသမီးတွေကိုအကြောင်းပြုပြီးစိတ်ညစ်စရာများကြုံတွေ့ရတတ်ပါတယ်အရက်ပလင်းတို့အာလူးတို့လက်ဆောင်အဖြစ်ဝင်လာခဲ့ရင်လက်မခံသင့်ပါဘူးပြီးတော့မိမိအိမ်ရှိမှလမ်းလာပြီးရင်ကိုကိုခိုက်တတ်ပါတယ်အဲ့လိုများကြုံလာခဲ့ရင် အနည်းဆုံးတညာညတခြားမှာတွားရည်တင်ပါတယ်ငယ်ငယ်သူများဖို့တော့အခြေရေးကိစ္စမင်္ဂလာကိစ္စတွေမှာတမတ်ထားဒီထပ်ပို့ပြီးကျင်းနှူးချမ်းမြေဝန်တာစရာတွေကြုံလာရတတ်ပါတယ်အိမ်တော်ရှင်များအတွက်ကတော့ငွေကြီးကိုအကြောင်းပြုလို့ကားကိစ္စကိုအကြောင်းပြုလို့အဆင်မပြေမှုတွေများတတ်ပါတယ်ကျမ်းမာရေးအနေနဲ့အာယုံကျော်၄စီယောဂမျက်စီယောဂ အစာရင်ပိုင်းဆိုင်ရာတွေကိုသတိထားပါဒီနေ့ထဲမှာအရေးကြီးတဲ့ကိစ္စတွေပေါ်လာတိုင်းဒီရရားတွေကိုလည်းအထူးလေးပေးပြီးပြုလုပ်တတ်ပါတယ်တနင်္လာနေ့နဲ့နဲ့ဆော့ဆော့မှာမြတ်စွာဘုရားမှာကံငေါ်နှညနေစီခုနှစ်ပွင့်နောလို့တစ်ခွက်အလင်းတိုင်းနှစ်တိုင်းကိတ်မုံတစ်ချက်လူတန်းပြီးလူရာစုကိုတောင်းပေးပါဂုံတော်ကိုပါကိုအဋိဌံဖြင့်အရေးကြီးရင်ကြီးလို့ပတိစိတ်ပါလေခြေစင်းသူတော်ရုပ်ပွားတော်များကို ရောင်တော်ဖွင့်တော်ကုသိုလ်ကိုများများပြုလုပ်ပါလေအရေးကြောင်ရှိတဲ့အခါမှာနေစီပန်းတစ်ပွင့်ကိုဆောင်းသွားပါအခက်ခဲများကြုံတဲ့အခါမှာတို့မဟုတ်ဂျမ်းမာရင်ညာညံတဲ့အခါမှာငွေကြေးကိစ္စတွေအဆင်မပြေတဲ့အခါမှာဘုရင်နေမှာစံတို့စီကူတဘူကံကိုအပုံကလေး40တဘူကံပုံရည်ကျင်းကံများကိုကျွေးမွေးပါငွေကြေးကိစ္စအရေးကြီးတဲ့အခါမှာကစုံရကျော်ကိုမြတ်စွာဘုရားအားဆွံ့တော်ကရေးဆုတောင်းပေးပါလေ မိမိမှာရောင်းရင်တော့ပစ္စည်းများရောင်းပုံများကို အာလူဖြင့်40ချက်တည်းတည်းခောက်ပြီးအမြန်ရောင်းထွက်ပါစေလို့ဆုတောင်းပေးပါလေအခုတင်ဆက်ပေးခဲ့တာကတော့တနင်္ဂနွေသားသမီးများအတွက်2026ခုနှစ်အတွက်တစ်နှစ်တာအထူးဩဇာကြီးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားတနင်္ဂနွေသားသမီးအားလုံးယခု2026ခုနှစ်မှာ ကံကောင်းဆုံးလူသားများဖြစ်ကြပါစေလို့ဆုမောကောင်းတောင်းပန်လိုက်ပါရခင်ဗျာအားလုံးပဲကျေးဇူးအထူးတင်ပါတယ်